တို့တက်ဆိုးတဲ့ဘဝတွေတို့တက် အများကြီးပေါ့နော်ဒီလိုမျိုးတကယ်တပြားဖြစ်နေမိသားစုနဲ့မှအများကြီးပဲ ေးဘလို့စိတ်တည်နေဖြတ်တန်းတာလဲလာလာမေးကြမေးရခါကြလို့ရှိရင်ကိုကကိုဖြစ်နေတဲ့အပေါ်လေးမှာသူတို့ကိုပြောပြရဲဝေမျှရဲသူတို့ရဲ့အပူလေးကိုငိမ့်ပေးနိုင်သမျှစာတစ်ကြောင်းလေးပဲဖြစ်ဖြစ်ကောမန့်တစ်ကြောင်းလေးပဲဖြစ်ငိမ့်ပေးလိုက်လို့ရှိရင်အော်မနေ့ကလို့လားသမီးသဘောပေါက်ပြီအဲ့လိုမျိုးလေးနေတော့သူတို့ကိုပြန်ပြီးတော့သူတို့ရဲ့အပူလေးကိုငိမ့်ပေးရတာပေါ့လူတိုင်းကတော့ပြည့်စုံမှုကိုလိုချင်ရတယ် เนาะလူတိုင်းကအောင်မြင်မှုကိုလိုချင်ကြတယ်ဒါပေမဲ့နှူတို့ဖြစ်ချင်နိုင်ဘယ်တော့ကောင်းမှမဖြစ်ခဲ့ဘူးဖြစ်နေတဲ့အပေါ်မှာဘလို့အကောင်းဆုံးစီးမျောမလဲဘလို့အကောင်းဆုံးဖြတ်တမ်းမလဲဆိုတဲ့စိတ်တွေနေပဲတွားရတာပေါ့ဟုတ် ပေါ့နော်တို့ကပထမတော့ကတခြင်းဆိုတယ်တခြင်းနေရလဲအဲဘယ်တော့မဆိုအလောက်ကပဲတင်တာပေါ့နော်ဘယ်အရာမဆိုပေါ့ဟောတခြင်းဆိုတာတွေမကြွရင်တော့လည်းစင်မတက်ရမှာကြောက်တဲ့ဒီဘက်ကိုတခြင်းဆိုတဲ့လိုင်းဘက်ကိုအများကြီးရောက်သွားပြန်တော့လဲဒီလိုမျိုးရိုက်ကူးကြီးပြန်လှုပ်တော့မယ်ဆိုရင်ခါမှာကိုကြောက်တာမျိုးလေးရှိရပါတော့ဒါပေမဲ့အမြဲတမ်းလူလူတော့တွေးရလေကမ်းလန်းလိုက်တော့မလှုပ်ဘူးတွေးအလောက်တစ်ခုကိုစိတ်ပါဝင်စားမှလှုပ်တယ်အဲ့ဒီအလောက်တစ်ခုကိုလက်ခံပြီးသွားပြီဆိုလို့ရှိရင်လည်းအဲ့ဒီအလောက်တစ်ခုအပေါ်မှာတွေးဘလို့တာဝန်ကျရမလဲစိတ်ကိုသေချာနှိပ်ပြီးတော့လှုပ်တယ်ဗျာမများဘူးဒီဇိုင်းမမတ်လှုပ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တွေး ရိုက်ခဲ့တဲ့ကားလေးရှိတယ်။အာသူ့နေရာနဲ့သူ့လေးတွေမှာဆိုလို့ရှိရင်သူ့ရဲ့ character လေးတွေနဲ့တော့ကိုယ်ကိုတော့အကုန်လုံးကတွဲပြီးတော့ပြင်ကြတာပေါ့နော်ဟုတ် လက်ဦးဆရာလို့ပြောရမယ်ဆိုလို့ရှင်မြင်ဆရာဖြစ်တဲ့အဖေပေါ့နော်သိလားလူငယ်ငယ်တုန်းကဆိုလို့ရှင်ဖီဖီတို့က joint style နေနဲ့လေဟာဆင်မမမိုက်လိုက်တာပေါ့အဲ့တော့အင်းတွေအရင်ငယ်သေးရငယ်တဲ့ခါကျတော့ဒီငါလဲကြီးလာဒီလိုလေးစုချင်လိုက်တာပေါ့ဖြစ်တယ်နောက်ပိုင်းကျတော့ဖီဖီနဲ့မင်းနဲ့ क्वे သွားပြီပေါ့နော် क्वे သွားအဲ क्वे သွားပြီးမှအဖေလာလာခေါ်တဲ့ချိန်ဒီမှာပွဲကြည့်ရတာပေါ့နော်အဲ့နောက်ပိုင်းကျတော့နှုတ်လူကတောက်ချောက်မှာအဖေခလိုင်လို့မိသားစုကနှုတ်လူတာမီပေါ့မှာအရင်တနာရတယ်တနာတဲ့ခါကျတော့သူတို့ပွဲကြီးခေါ်တယ်ခေါ်တဲ့ခါမှာအဖေခလိုင်အရင်တော်တယ် အာစတိတ်ပေါ်ဖော်မန့်ရမ်းမိုက်တယ်။အဲ့လိုမျိုးကြီးနေပေါ့နော်။ဟိုမကိုကြီးတဖောင်းနဲ့သွားကြလာကြရဲနဲ့ဒီလိုပဲအလုပ်ကပဲပြန်တင်နေ။နောက်တစ်ခုကအဓိကမျိုးဆိုလို့ရှိရင်စတိတ်ပေါ်ဖော်မန့်ကောင်းနေ။အတော်တယ်ပြိသက်ကိုထိန်းချုပ်နိုင်နေ။အဲ့လိုမျိုးတွေပြိသက်ရဲ့ feedback တွေကကြတော့ဘာလဲဆိုတော့ဒီပြိသက်ပေါ်မှာထားတဲ့နှွေးရဲ့မြင့်တာပေါ့။နှွေးတချင်းဆိုရဲ၃ပုံပေါ့နော်။၄ပုံထားပါတော့၃မိနစ်တစ်ပုံမှာ ပေမဲ့အဲ့ဒီအပေါ်မှာနှွေးတီပြိတက်ကိုပြိတက်လို့သဘောမထားဘဲနဲ့ငါမိသားစုဇူးဝင်နေငါဆွေမျိုးညီကိုမောင်နှမတွေအာငါနဲ့တူတူပျော်ပါစေဆိုတဲ့မေတ္တာကြီးနဲ့မှုကြီးနဲ့တွားတယ်ဘယ်အရာမဆိုစေတနာထားပြီးလုပ်တဲ့အတွက်ကြောင့်မလို့စေတတာကဂျိုးပေးရယ်စိတ်နဲ့တူတဲ့အဂျိုးပေးရယ်ဒီလိုလေးတော့မြင်တယ်နှွေးဟောက်အိမ်တော်ပြုတ်ကလုံးဝအစီအစဉ်မရှိဘူးအစီအစဉ်မရှိဘူးဆိုတာအခုပြောရတယ်နော်စကားဆိုတာကိုအောင်မပြောအောင်အခုလက်ရှိစိတ်ထဲမှာတော့ no ပဲမိတီတိုင်းပျော်ရဲစိတ်ချမ်းသာတယ် ုတ်တယ်စိတ်အကုန်လုံးอ่ะပေါ့နော်နှွေးသွားလိုက်လို့ရှိရင်နှွေးကိုချစ်တဲ့ break up တွေကအဲ့လိုအမေတို့အသက်ရွယ်ကြီးပေါ့နော်ပြီးတော့နှွေးဘာသာကြီးအဲလုတ်တဲ့အပေါ်မှာလည်းချစ်ကြတယ်တီးကြတယ်ပေါ့နော်အအများကြီးဆိုအများကြီးပေါ့ဒါပေမဲ့နှွေးတို့လူမျိုးပဲဒါကနှွေးတို့မီဒီယာတွေရှေ့မှာနော်ကြောပြလို့ဒါတီးရတာနှွေးတို့ကဆိုးတဲ့ဘဝတွေနှွေးတို့အများကြီးပေါ့နော်ဒီလိုမျိုးတကယ်တပြားဖြစ်နေမိသားစုဝင်တွေမှာအများကြီးပဲ ဒီလိုမျိုးတွေမှာဟိုအမေကြီးတွေရှိရတဲ့ချို့သူ့သမီးလေးကိုဒီလိုဖြစ်စေခြင်းနဲ့သူတို့သားလေးကိုဒီလိုဖြစ်စေခြင်းနဲ့သမီးဘလို့စိတ်တွေနဲ့နေလဲတချို့ညီမလေးတွေမောင်လေးတွေဆိုမနှွေးဘလို့စိတ်တွေနဲ့ဖြတ်တန်းထားလဲလာလာမေးကြမေးရခါကြလို့ရှိရင်ကိုကကိုဖြစ်နေတဲ့အပေါ်လေးမှာသူတို့ကိုပြောပြရဲဝေမျှရဲသူတို့ရဲ့အပူတွေကိုငိမ့်ပေးနိုင်သမျှစာတစ်ကြောင်းလေးပဲဖြစ်ဖြစ်ကောမန့်တစ်ကြောင်းလေးပဲဖြစ်ငိမ့်ပေးလိုက်လို့ရှိရင်အော်မနှွေးဒီလိုလားသမီးသဘောပေါက်ပြီအဲ့လိုမျိုးလေးနေတော့သူတို့ကိုပြန်ပြီးတော့ သူတို့ရဲ့အပူလေးကိုငိမ့်ပြရတာပေါ့လူတိုင်းကတော့ပြည့်စုံမှုကိုလိုချင်ကြရတယ်နော်လူတိုင်းကအောင်မြင်မှုကိုလိုချင်ကြရတယ်ဒါပေမဲ့တို့ဖြစ်ချင်နိုင်ဘယ်တော့မှမဖြစ်ခဲ့ဘူးဖြစ်နေတဲ့အပေါ်မှာဘလို့အကောင်းဆုံးစီးမျောမလဲဘလို့အကောင်းဆုံးဖြတ်တမ်းမလဲဆိုတဲ့စိတ်တွေနဲ့ပဲတွားရတာပေါ့ဟုတ်ကဲပါရှင်နွေဟိုဒီနေ့ရေချိန်ချီခေခင်အားပေးကြရဲပရိသတ်ကြီးရောက်စီလာစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအေးချမ်းသာစေအောင်မြင်ပါစေပျော်ရွှင်ပါစေရှင်